Hello အားလုံးမင်္ဂလာပါ Good Day Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကြောဒီနေ့အမှတ်ပေးပြိုင်ပွဲပြန်လည်စတင်ပါပြီဒါအတင်းကြီး အာအတင်းကြီးဆိုရတဲ့ဒီလီကြီးလေးခုကအတင်းလေးပွဲရှိမယ်ပွဲလေးပွဲရှိမယ်ပေါ့နော်ရှမ်းပြည်၈ကတော့တပွဲရှိပါမယ်အဲ့တော့ total ဆိုရင်တော့၅ပွဲပေါ့နော်အဲ့တော့မနီးကတော့ကျွန်တော်တို့ဒါမန်မာတွေကတော့ပြားလေးပဲစားလဲရတယ်ပေါ့နော်ဖီနာပါစီလုတ်သွားတဲ့အတွက်ကျွန်တော်ခံလဲရတယ်သူဒီကလပ်တွေဒီဒီတစ်ပတ်မှာအင်ရှင်နေကြီးမောင်းတော့ပေါ့နော်ဥရောပွဲစဉ်တွေမှာအဲ့တော့ကျွန်တော်ခံစားလဲရတယ်ဖီနီကိုရတော့ဖီနူဂိုးပေါ်ဆိုတော့ကျွန်တော်အပြေးရတယ် အဲ online test က northern forest body ရတယ်ကျွန်တော်တို့ isa ကမှာ5ပေါ်ကြာသွားတယ်ပေါ့เนาะအဲ့တော့ online test က9ရက်ဆက်နိုင်ရမယ့်ညမှာဒါ draw ဖြစ်သွားတယ်ပေါ့เนาะအော်ဒီနေ့လဲ online test ကို bundesliga 2ထဲကကျွန်တော်5ပေါင်းအပေါ်တစ်ခွဲကြိုက်ထားရရှိရအဲ့ဒါလေးတစ်ခွဲချပေးပါမယ်เนาะအော်ပြီးတော့လင်းညလာကုတ်လဲကျွန်တော်ချပေးပါမယ်ဒါပေမဲ့လင်းညလာကုတ်ကနည်းနည်းလေးနောက်ကြမယ်ကျွန်တော်ရုံးမှာဒီနေ့အလုံးရှုပ်နေတဲ့အတွက်ရုံးမှာစမတွဲခဲ့အောင်အိမ်ရောက်မှာဒီဗီဒီယိုရိုက်ပြီးမှအကုန်လုံးတွဲမှာဆိုတော့ အဲဘယ်လိုပြောနည်းနည်းလေးချိန်ပေးရမယ်ပေါ့နော်၄ညလာကြည့်ရမှာဆိုတော့အဲ့တော့ကျွန်တော်တို့စပြီးတော့ပြောကြရအောင်မနေ့ကတော့ဒါမန်မာဒီပြားလေးပဲစားလေးရတယ်ဖီးညိုကိုလည်းပြေးစားတယ် online test draw ဖြစ်သွားတယ်ပေါ့နော်မောင်းလဲမပေါက်သွားဘူးပါဗျာနော်အဲ့အဲ့လိုမျိုးလေးတော့ဖြစ်သွားတယ်အဲ့ဒီနေ့တော့ကျွန်တော်တို့ဒါလေးပွဲကိုအကောင်းဆုံးကြည့်အောင်အကောင်းဆုံးနဲ့ကြည့်အောင်ပြီးမလဖန်စနီမှာလည်းဒါပွဲတွေများတယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်တို့ ဒါအမတ်ဘေးပြန်ဝေးတီချာလေးပြန်ဆပြီးတော့တီချာလေးစူးစမ်းကြမယ်။အမ်လာလဲကုံတော့မှာဆိုတော့ဒါမမအစ်တက်လဲခေါ်တာဒီစင်မှာလာတွေ့ပါတော့။အဲ့တော့မမဝဉ္ဉင်းညီကိုရှိရင်လဲဒါကိုမမကျွန်တော်ဆက်တွဲဖုန်းနံပါတ်ကြီးချပေးထားတယ်။ free channel မှာ join တဲ့ညီကိုရှိရင်လဲကိုမမ free channel link ကြီးချပေးထားပါတယ်နော်။ကဲတော့ကျွန်တော်ဆမယ်ပထမပွဲကျွန်တော်ကိုမိုနဲ့ဒီဆက်ဆူလို့ပေါ့နော်။လက်ရှိမှာကိုမိုတစ်လုံး60နိုင်ဖြစ်သွားပြီ။ကိုပေါင်းကြီးနှလုံး90ရှုံး။ I'm sorry နှလုံး95ပြရှုံး။အဲ့တော့ဘောလုံးကြီးနဲ့ပြော့လာ မနက်ကတလုံး30 35လောက်ပဲရှိတယ်။ထားတဲ့ကြီးကတလုံး20 30လောက်ပြီးခဲ့တယ်။အဲ့တော့နှလုံး80ရှုံပြီးခဲ့။လက်ရှိမှာဂူပေါင်းကြီးတော့နည်းနည်းလေးပြင်းတဲ့ဘက်ကိုရောက်နှလုံး80နှလုံးအပြည့်ရှုံကိုကတ်လာတယ်။ body ကြီးတန်းတလုံး90ကျော်သွားပြီပေါ့နော်။တလုံး60ဖြစ်လာပြီ။အဲ့တော့ body ကြီးတန်းပြော့လာတဲ့ဟာအကြောင်းရင်းကဘာဖြစ်သွားနိုင်လဲပေါ့နော်။သူတို့နှစ်တင်းဒီနေ့ရာဒီမှာဒီ6လပိုင်း25ရက်နေ့တုန်းကအီတလီကတ်မှာတွေ့ခဲ့ဘူးလေ။ အဲတော့အင်္ဂွမကိုမွားတလုံး90ရှုံးပြီးခဲ့ဒါပေမဲ့အဲတော့အချင်းတွေကဆက်ဆိုးလို့ရဲ့အချင်းတွေကလက်ရှိကားလမ်းဖောင်းလောက်မကောင်းရာဒီအစလည်းဖြစ်နေဆက်ဆိုးတွေတန်တဲ့အတင်းလည်းဖြစ်ရရင်းရိုင်နေတဲ့အချင်းပေါ့နော်ဒါပေမဲ့လက်ရှိမှာဆက်ဆိုးလို့ကကားလမ်းဖောင်းအရင်မဆိုးတဲ့အထက်မှာပါလာပြီဒါနောက်ဆုံး9ပွဲမှဆို2ပွဲပဲရှုံး2ပွဲနိုင်တာအတလန်တာလိုအသင်းမျိုးဝေးကွမသွားပြီးတော့3စီးနဲ့နိုင်တာမျိုးတွေတွေ့နေရတဲ့အထင်အဲ့တော့အရင်ချီလွမ်းညံ့နေရောညံ့တာမဟုတ်တဲ့အတွက်ကြီးဟိုဖျော့ပျော့ပြီးလိုက်တာလားပေါ့နော် လေးချက်တော့စဉ်းစားလာရှိတယ်။ဒါပေမဲ့ကိုမိုဒါလီနီယာဒီမှာအိမ်ကွင်းမှာကားရန်ဖောင်ကောင်းတဲ့အတင်းကဒီလိုမျိုးကြည့်ပေးတာကတော့နည်းနည်းလေးတော့ပျော့နေပြ။မနက်ကပုံစံမျိုး1 plus 20 30ဆိုတော့ကျွန်တော်ကိုမို body လေးယူဆော့လို့ရတယ်။ကိုမိုအိမ်ကွင်းမှာ6ပွဲကံပြီး3ပွဲ9 3ပွဲ3လုံးဝရှုံးမမရှိထားဘူးပေါ့နော်။ ဆာဆူအိုလိုရဲ့အဝေးကွင်းကြီးတော့၃ပွဲနိုင်တယ်တပွဲတည်နှစ်ပွဲရှုံးတယ်။ဆာဆူအိုလိုကလည်းအင်ကွင်းအဝေးကွင်းကားရန်ဖောင်ကြည့်မယ်လို့အရင်ဆိုးရတဲ့မှာမပါဘူး။အဆင့်တေးပဲမှာဆိုအဆင့်၄နေရာတောင်ချိတ်တယ်။နော်။အဲ့လိုမျိုးဆိုတော့ဒီနေ့ဒီနေ့ပေးထားတဲ့ကြီးကကျွန်တော်စိတ်ထဲမှာတိတ်ပြီးတော့အားမရဘူးပေါ့နော်။ကိုမိုးရဲ့ကြီးတန်းပြော့နေတယ်လို့ခံစားရတယ်။အော်ကျွန်တော်ဒီပွဲမှာဗာကြိုက်လဲပေါ့ဂိုးပေါင်းကြီးကိုတစ်ချက်ကြည့်တော့အရင်တစ်ပတ်က ATCDA တောက်လျှောက်ဂိုးပေါင်းအပေါ်ကြီးကန်နေနောက်ဆုံးဒီ Inter လို့ဘာလို့ပွဲကြီးကြာမှာပဲ ကိုပေါင်းအောက်တယ်ပေါ့နော်။အော်ဒီတစ်ပတ်လဲဒီနေ့လဲပေါ့နော်။ဒီဒီနေ့ဒီတစ်ပတ်ဒီနေ့ကိုပြောချင်တာဒီနေ့လဲကျွန်တော်ကနှလုံးတော့ရောက်မယ်ထင်တာပဲ။စသူလိုကလက်ရှိမှာကာရန်ဖောင်ကဒါဂိုးလေးတောက်လျှောက်ရနေရဆိုတော့နော်။အော်ဂိုးမြူးမယ်ထင်တယ်ဒီပွဲလဲ။အဲကျွန်တော်ဒီပွဲမှာအပေါ်တစ်ချောင်းပဲကြိုက်တယ်။ကိုပေါင်းအပေါ်တစ်ချောင်းနဲ့ကြိုက်တယ်ပေါ့နော်။ဘော်ဒီကကိုမိုချင်းနေနေပြောနေလို့ဒါပေမဲ့ဆဆူလိုနေရလားဆိုကိုမွဲအိမ်ကလည်းနည်းနည်းလေးဒိန်ကြပါဘောနော်အတင်းကြီးတောင်မှဒါ တော်တော်လေးတိုင်ပတ်တဲ့အနေအထားမှာရှိရဂျူပင်တက်လို့ပြောလို့လဲဒါရှုံးတာပဲပြီးတော့နောက်တစ်ခုကလာစီကိုလာမြေဆက်လာခြင်းမှာတူးစည်းနဲ့ရှုံးတယ်ဂျူပင်တက်လည်းတူးစည်းနဲ့ရှုံးတာဆိုတော့ဒါကိုမိုလည်းအိမ်ကွင်းမှာကောင်းတယ်လို့ပြောလို့ရအောင်အိမ်ကွင်းကိုမိုကြည့်ပြောလို့မယူရဲဘူးဆိုတော့ဆက်စိုးလို့အဝေးကွင်းကိုလည်းသွားမယူရဲဘူးလန့်နေပေါ့နော်အဲ့တော့ကိုမိုလည်းကူးရမယ်လက်ရှိဆက်စိုးလို့ကလည်းအဝေးကွင်းမှာ ဂိုးလေးတွင်းနေတယ်အိမ်မွေးဝွေးမွေးဂိုးလေးတွင်းနေတဲ့အနေထားမှာအပေါ်လေးကပိုကောင်းတယ်လို့ကျွန်တော်ယူဆရတဲ့ဂိုးပေါ်လေးပဲကြိုက်ပါတယ်နော်အော်နောက်တစ်ပွဲကဂီတာဖေးနဲ့အချီဂီတာဖေးက level 65ပြားရှုံဂိုးပေါင်းကြီးနှလုံး30နိုင်အော်အမဘေးဇာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဂီတာဖေးကလက်ရှိမှာခွန်မှာအချီက17မှာနော် တော့ဂီတာဖေးကဆိုးတော့မဆိုးဘူးเนาะခွန်ထီးအောင်ရောက်နေရတော့အရင်ညံ့နေတဲ့မှာတော့မပေါ့အေရှီကလည်းတန်တဲ့အတင်းနေတဲ့မှာဆိုအစင်းဆက်တဲ့နေရာမှာယူထားရဆိုတော့ဆိုးရတဲ့တော့မပေါ့ဒါပေမဲ့ဂီတာဖေးနောက်ပိုင်းနောက်ဆုံးနှစ်ပွဲလဲသူရှုံပွဲတွေ့ထားတယ်တခုဆိုရင်လျာရှိရကအင်ကွင်းနှစ်ပွဲဆက်တော့သူမရှုံးလောက်ဘူးလို့ဒါယူဆလို့ရတယ်အဲဒီနေ့ယာဒီမှာဆိုသူအင်ကွင်းနှစ်ပွဲဆက်ရှုံးထားတာမတွေ့ဘူး UEM Matrix ကိုတို့အိမ်ကမှ1 team နဲ့တို့ရှုံးပြီးနောက်အိမ်ကပွဲစဉ်မှာအဲ0နာကိုတို့ဒါပြင်ပြီးတော့9နေ အခုလဲဒါ ED ကိုနောက်ဆုံးပွဲစဉ်သူတို့ရှုံးထားတယ်ဒီနေ့မှသူတို့ဒါမရှုံးတော့ဘူးလို့ကျွန်တော်ယူဆပြီးတော့ပြိုင်ပွဲဆုံးဆိုလဲဒါအဝေးကွင်းအိမ်ကွင်းနှစ်ပွဲဆက်ရှုံးတာဆိုတော့သုံးပွဲဆက်ကြည့်တော့ဒီနေ့ရဒီမှာလဲမရှုံးသေးတော့ရှုံးဖို့ခက်မယ်လို့ယူဆတယ်စီနီယာအတင်းလဲဖြစ်တယ်တန်တက် H ကိုတော့ဒါအနိုင်ဆုံးတေလောက်ကလားလာနိုင်လိမ့်မယ်လို့ယူဆတဲ့အတွက် level 65ပြားရှုံးဆိုတော့ဘော်ဒီကြီးတန်းမှာကျွန်တော် ancient guitar phase ကိုပဲကြိုက်ပါတယ်เนาะ ဒဏ်ရာလူစင်းတွေများနေတယ်ကျွန်တော်တို့အဓိကပလေယာတွေတိုက်စစ်မှာဟိုမပါနိုင်တဲ့အနေအထားမှာဂိုးကတော့ပေါ်ဖို့တော့ခက်လိမ့်မယ်ဂိုးပေါင်းကြီးရတဲ့နှလုံး20နှလုံး30နှလုံးတေးဒီဝင်းကျင်မယ်ဖွင့်လာတာဆိုတော့ဒီပွဲကဂိုးပေါင်းအောင်သွားဖို့ရခိုင်လို့မရတယ်ဂီတာဖေးလို့အလာဘက်တို့ကလည်းဒီလိုပုံစံလေးတွေပဲဂိုးပေါင်းကြီးကဖွင့်လာဆိုတော့ဒါဂိုးပေါင်းအောင်ပဲသွားဖို့မရအဲ့တော့ HC ကအိမ်ကွင်းဆိုတော့ HC ကလည်းကောင်းနေပြအဲ့တော့အဝေးကွင်းကြတော့ ခဏနော်ဝေးကွင်းတစ်ချက်ရှိုးပေးမယ်ဝေးကွင်းကနောက်ဆုံး၅ပွဲမှာတပွဲပဲသူတို့နိုင်နိုင်တာလဲစပိန်ကပ်မှာနိုင်ဒီစီစပိန်လာလီဂါမှာနိုင်တာမဟုတ်ဘူးပေါ့နော်အလာဘက်ကို3-1နဲ့ဆိုရင်အစပန်ယို1-3ဘာကာကို3-1ဥစားဘက်ဝန်တီကြတာနော်အဲ့တော့ AC ကအိမ်ကွင်းတော့အဆိပ်ရှိရဲအဝေးကွင်းကြတော့အလောက်ထိမကောင်းတဲ့ထင်မှာပါနော်အဲ့တော့ကျွန်တော်ဒီပွဲမှာဂီတာဖေးကြိုက်တယ်ဂူပေါင်းအောက်ပဲကြိုက်ပါနော်အဲ့ နောက်တစ်ပွဲကကျွန်တော်တို့ live set နဲ့မူချန်မူချန်နဲ့ live set အော်ဒီတစ်ပတ်ကဂျာမန်တောက်ကြဖော်မြူလာဝင်ပါမလားရှေ့ပတ်ဒီမှာကျွန်တော်တို့ဒါတောက်လျှောက် like ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဂိုးပေါ်မရခဲ့ဘူးကြခဲ့တယ်အော်ဒီတစ်ပတ်မှာဆိုရင်လည်းဒါအတင်းကြီးဖြစ်တဲ့ live set ပါမယ်မူချန်မူချန်နဲ့လက်ရှိ current form နောက်ဆုံး၄ပွဲ sorry ၄ပွဲမဟုတ်၅ပွဲဆက်တော့နိုင်ပွဲရတာဂျာမန်ကအပါဆိုရင်အဲ့တော့ အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီပွဲမှာဒီပွဲတော့ပေါ်လောက်ပြီထင်တာပဲ၃လုံး90ရှုံ60ရှုံကြာကိုပေါင်းကြီးဖွင့်ထားတယ်ဘောလီဂျီတန်လိုက်ဖလစ်ကနေလည်းပဲ45ပြားရှုံပြီးထားအော်ဒီနေ့သားမှာတော့ကျွန်တော်ကဒီနေ့မှာတော့ဂျာမန်တောက်ရဂျာမန်ဖော်မူလာဝင်တင့်ပြီလို့လည်းယူဆရှေ့မှာတောက်လျှောက်လေးအောက်ထား၃ပက်လောက်တော့ရှိပြီနော်အောက်တာဆိုဒီနေ့တော့အပေါ်ကိုကြိုက်တယ်ကျွန်တော်နော်ဟိုနှစ်တင်းစလုံးရဲ့လက်ရှိကားဒန်ဖောင်ကိုလည်းကြိုက်တယ်မူချန်ကလည်းနောက်ပိုင်းပွဲလေးမှာအိမ်ဝင်လဲဂိုးတွင်းတယ် ်အဝင်းကွင်းမှာလည်းဂိုးတွေရနေတယ် live flick ကလည်းအဲ့လိုပဲ live flick ကပြီးခဲ့တဲ့ weekend ကတူးသီးလောက်ပါလေဝါရာနဲ့ပွဲကျွန်တော်အဲ့ပွဲကိုဂိုးပေါင်းပေါ်မန်ပါရင်ထဲမှာမထည့်ပြလိုက်တယ်နော်အော်တူးသီးလောက်တော့ကျွန်တော်ခံလဲရတကယ်ဆိုရင်အဲ့ပွဲကပထမပိုင်းလောက်ကတကူးလောက်ကရတဲ့နေရနေတာနော်ဒါပေမဲ့ဂိုးမရဘူး ဟိုတိုင်နေထိတာနဲ့ဘာနဲ့တော်တော်လေးကျွန်တော်ထိုင်ကြည့်နေဟိုစိတ်ဆင်းရဲတာကောင်းနေတယ်ပေါ့နော်အဒီနေ့တော့အဲ့လိုမဖြစ်တော့ဘူးလို့ယူဆတာပဲနော်အဲကျွန်တော်ဒီဘက်တောက်ကြချမ်းမန်လဲဆက်ပြီးလိုက်ချင်တာပေါ့နော်အဲ့ဒါလည်းပါတယ်အာပြီးနှစ်တင်းသလုံးရဲ့လက်ရှိကားရန်ခြေစွမ်းနေရကလည်းဂူရဖို့မခက်တဲ့အနေထားဆိုတော့ဒီတစ်ပတ်တော့တောက်ကြချမ်းမန်ဂူပေါင်းအပေါ်လေးလာမယ်လို့ယူဆပါတယ်အဲ့တော့ဂူပေါင်းအပေါ်ကြိုက်ပါတယ်နော် နောက်တစ်ပွဲပြင်းနီလီကူဝမ်မက်စနဲ့ရန်နစ်ရန်နစ်က1.90တလုံး90နိုင်3လုံး35ပြားနိုင်။အော်ပြီးခဲ့တဲ့ပြင်းနီလီကူဝမ်ပြောင်းပြန်ဖြစ်နေတာဟိုကဒီတောက်ကြညာတွေကိုကြည့်လိုက်လို့ရှင်ပြင်းတစ်တရဂိုးပေါ်ပြီးဂျာမန်ရဲ့ဂိုးအောက်နေ။အော်ဒီတစ်ပတ်ကဟိုဂျာမန်ဂိုးပေါ်သွားမယ်ဆိုရင်ပြင်းတစ်ကဂိုးပေါ်ပါမလား။ဒါကိုတစ်ချက်ကြည့်ရမယ်ပေါ့နော်။အော်ခြေစွမ်းနဲ့ကြည့်မယ်ဆိုရင်တော့ဒီမက်စနဲ့ရန်နစ်ကတောင်မှပို့ပြီးတော့ဂိုးပေါင်းအပေါ်တက်လာနိုင်တဲ့ဂါဒန်ဖောင်ကိုတွေ့နေရတယ်။ဘာကြောင့်လဲသူနောက်ဆုံးပွဲလေးမှာတွင်းခဲ့တဲ့တွင်းဂိုးတွေ ပေးရတဲ့ပေးဂိုးတွေကိုကြည့်မယ်ဆိုရင်မတ်ဆိုလည်းဒါဂိုးတွေတော့နောက်ဆုံးနှစ်ပွဲဆက်2-1နဲ့3-2လို့ဖြစ်တာ Ranish ကိုကြည့်မယ်ဆိုရင်လည်း4-1နှစ်ပွဲ2-2နှစ်ပွဲ2-2တစ်ပွဲ1-3တစ်ပွဲပဲပါတယ်2-1တစ်ပွဲဆိုတော့ Ranish ကလည်းနောက်ဆုံး5ပွဲမှာတစ်ပွဲပဲအောက်တယ်၄ပွဲပေါ်တယ်အဲ့လိုပုံစံမျိုးဆိုတော့ဒီနှစ်တင်းရဲ့ကားလန်ဖောင်ကမှပို့ပြီးတော့တော့မှဂိုးပေါင်းပေါ်သွားခြင်းစရာကောင်းတဲ့လက္ခဏာရှိအဲ့ Match ကနောက်တစ်ခုက Match ကတန်းလင်းဆုံးနဲ့ရောက်နေတဲ့အတင်ဖြစ်တော့တန်းလင်းဆုံးယုံအားကလည်းရှိတယ်။ Ranish ကလည်းလက်ရှိမှာကားလန်ဖောင်တော်တော်လေးကောင်းတယ် နော်ပြီးခဲ့တဲ့တပတ်လိုကြောင့်မိုနာကိုကိုလာမလို့4-1နဲ့ရိုက်တယ်လေနော်ကျွန်တော်အိုက်ပွဲကိုပေါင်းပေါ်ပေးပေါ်ပါပြန်ပါလို့ဆိုတဲ့အချက်နဲ့အဲ့တော့ဒီပွဲမှာလည်းကျွန်တော်ကဟိုဂျာမန်နဲ့ပြင်တင်နှစ်ပွဲစလုံးတော့ဂိုးပေါ်ဖို့တော့ခက်ကောင်းခက်နိုင်မယ်ဒါပေမဲ့လက်ရှိနှစ်တင်းဟိုဂျာမန်ရောဒီပြင်တင်ပွဲရောပါနော်ဟိုအတင်းနေလက်ရှိကားလမ်းဖောင်နေအရာပေးထားတဲ့ခြေတန်းနေအရာဂျာပြင်းနေလိကူဝမ်းမှာဂျာ3လုံး30နိုင်လို့ပါလို့ဆိုတာခြေပြင်းနေတဲ့ပါတယ်ပြင်တဲ့တို့ နဲ့နောက်တစ်ခုပါရှိမယ် ADDCA လို့စပိန်တို့မှာကဒီလိုကြီးတန်းနဲ့ပြင်းတယ်အတင်းကြီးတွေလောက်ပဲဖွင့်တာပေါ့နော်ဒီလိုကြီးတန်းနဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီပွဲမှာကိုပေါင်းပေါ်ပဲထက်ကြိုက်နော် Ranish ပွဲကိုလည်းကိုပေါင်းပေါ်ကြိုက်တယ်အော် body ကိုပြောပါဆိုတော့ body က Ranish အနေနဲ့တလုံး60နိုင်အဝေးကွင်းကနေတန်းရင်းဆောင်တဲ့ကအတင်းကိုပေးတာဆိုတော့ Ranish ရဲ့အဝေးကွင်းကားဖောင်ကျော်တစ်ချက်ကြည့်ဖို့လိုအပ်တာပေါ့နော် Ranish ဒီအဝေးကွင်းမှာဆိုစမ်းဆောင်ဘယ်လောက်ရှိလဲ သူနောက်ဆုံးဝင်းဝင်း၅ပွဲကိုကြည့်တဲ့ခါမှာ၄ပွဲ draw ဖြစ်တာတပွဲပဲသူတို့ Perry FC ကိုသူနိုင်ထားတယ်အဲ့တော့ပြောမယ်ဒီပွဲပေးထားတဲ့ဂျီတန်ရကလည်း1 plus 90ဆိုတော့တေတပေါက်ဖြစ်နိုင်တဲ့ဂျီတန်ဒါမဲ့ဒါအိမ်ကွင်းကပေးရတော့မဟုတ်ဘူးအိမ်ကွင်းကပေးတဲ့ဂျီတန်မျိုးဆိုတော့ဒီပွဲဒီတေသွားဖို့များတယ်အဲ့တော့ဝေးကွင်းက1 niche ကပေးတာဆိုတော့ဒါ range နိုင်သွားနိုင်ကြီးတော့ရှိတယ်အဝေးကွင်းအိမ်ကွင်းနဲ့ဆိုင်အဝေးကွင်းရဲ့ပေးရဲ့ခြေတန်းတွေကပိုပြီးနိုင်ကြီးရှိတယ်1 plus 90ကနောက်တစ်ခုကပြင်းနေလိကူဝမ်းမှာခုနောက်ပိုင်းအဝေးကွင်းဒီတောက်ကြညတွေမှာအဝေးကွင်းဒီဒါ body jay အောင်တယ်ပြီးခဲ့တဲ့ဘက်ကဆိုလဲမာစီအောင်သွားတယ်5 1လားမသိဘူးเนาะအဲ့လိုမျိုးဆိုတော့အဲခြေတန်းရတော့အရင်ကြီးတော့အားရကြံဖြစ်ဒါပေမဲ့ကျွန်တော်ဒီပွဲကို body ကိုလက်ရှောင်စေချင်တယ်ဘာကြောင့်လဲဆိုတော့ mask ကတန်းသင်းဆောင်ကနေယုံနေတာဆိုတော့တေးတပေါက်ကြောက်ရတဲ့အတွက်ကြောင့် range ကိုကြိုက်ရှင်ပေမဲ့ကျွန်တော် ြီးရတော့ကြိုက်လို့ရတယ်ခြေလွှမ်းရလည်းကြိုက်လို့ရတယ်ဒါပေမဲ့ရှောင်းလိုက်တာကောင်းနေညီကိုလို့နော်ဘာကြောင့်လဲဆိုတော့ mask ကယုံပါဗျာယုံမဲ့အနေထားဆိုတော့ဂူပေါင်းပေါ်လေးရပဲလှတယ်ဝမ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 ်တူဝမ်နေလာပါဗျာအဲ့တော့ကျွန်တော်ကတော့ဂူပေါင်းပေါ်လေးပဲပေးခြင်းဂျာမန်လင်းဂူပေါ်ဒီ vanish လေးဂူပေါ်ပေးခြင်းတယ်ဗောနော်ပြင်းတက်လေးဂူပေါ်ပေးခြင်းနော်အခုဘော်လီပဲယူလိုက်ပါနော်ဘော်ဒီတွေလက်ချောင်းလိုက်ပါဘော်ဒီကနည်းနည်းအန်နေများအွန်လိုင်းတက်ကို ရှမ်ပီယံရှစ်မပေးတော့ဒီနေ့ဟာအဲဘွန်နယ်လီကာ2ကတပွဲပေးမယ်နော်။အော်ရှမ်ပီယံရှစ်ကိုကျွန်တော်ချောင်းလိုက်ပါမယ်။အော်ဒီလေးပွဲပဲကိုမိုးပွဲကိုကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ထားတယ်။ပြီးတော့ဂီတာဖေးနဲ့ဂိုးအောင်လေးကြိုက်ထားတယ်။ပြီးတော့ live stream နဲ့ motion ဂိုးပေါ်ကြိုက်တယ်။ match နဲ့ running ကိုဂိုးပေါ်ကြိုက်တယ်ဗောနော်။အဲ live stream နဲ့ motion ကျွန်တော် body မပြောခဲ့လဲရအောင်နော်။ match နဲ့အဲ sorry live stream နဲ့ motion body က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 နုတယ်ပြကြည့်ရ နော် live clip ပြည့်ကြီးကနှုတ်အစင်းနှစ်ကနေပြီးတာဆိုတော့ဒီပွဲ live clip နိုင်ဖို့နည်းနည်းလေး maybe ခတ်နိုင်တယ်နော်အော် body ကိုကျွန်တော်မရှောင်လိုက်တာကောင်းမှာမကြိုက်ဘူး motion လည်းမကြိုက်ဘူး live clip လည်းကြည့်ပြောနေတော့ကျွန်တော်တိတ်မကြိုက်ဘူး live clip 80လောက်တော့ပြီးတင်တယ် level 80ရှုံး80ရှုံးတော့တော့ပြီးတင်တယ်အစင်းနှစ်ကနေဆိုတော့နော်မနစ်ကတော့1စီးနဲ့ရှုံးနေပြ motion က1စီးနဲ့အိမ်ကွင်းမှာနိုင်တာ live clip ကိုနော်အဲ့လိုမျိုးဆိုတော့ရှောင်လိုက်ပါဂိုးပေါ်ပဲဆော့ပါနော်အဲ့တော့ဂျာမန်ဂိုးပေါ်ပြင်သစ်ဂိုးပေါ်နော် အဲအီဒီစီဒီကိုဘောကိုဘောတုံးချောင်းရွေးထားတယ်ဒီနေ့ကိုဘောတပွဲပဲရွေးထားဘလို့လာမလဲတော့မသိနော်တင်းလာညကတော့မန်ယူပဲကိုဘောလေကျန်တဲ့ပွဲတွေအကုန်ကိုဘောအဲဒီနေ့တောက်ကြညဘလို့လာမလဲမသိဒီဘက်တော့နော်ကဲတော့ဒီနေ့တော့ဒီလောက်ပဲကျွန်တော်မလဖန်ညပြန်တွေ့တာမလဖန်ကစနေနေ့ဆိုတော့ကျွန်တော်နေ့လေ3နာရီ4နာရီအိုက်ဝင်းကျင်လောက်ကျွန်တော်ဗီဒီယိုလေးတင်ပေးမယ်အဲပြီးလို့ရှိရင် ကျွန်တော်ညဒီအစောပိုင်းအကြိုက်ပေါ်မူတည်ပြီးတော့ free tip member test ပြီးလို့ရှိရင် မောင်းเนาะအဲ့ဒါလေးကျွန်တော်တန်းစီပြီးပို့ပေးသွားပါမယ်အဲ့တော့ကျွန်တော်ရဲ့ Viber feature နဲ့ Telegram feature နဲ့မ join တဲ့ညီကိုရှင် comment မှာ link ရှိပါတယ်เนาะအော် member ကဒီဇင်ဘာ member ဆက်ခေါ်နေပြီမမဝင်ញညီကိုရှင်လည်းဒါဝင်လို့ရပါပြီเนาะအော်လက်ရှိ November member ညီကိုတွေလည်းဒါ member ဆက်ဝင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီလာကုန်ရက်ပေါ့เนาะတချို့ကြတော့ကျွန်တော်လာကုန်ပြီး၄-၅ရက်မှဝင်တဲ့လူတွေသူတို့ဝင်တဲ့ရက်အတိုင်းပဲကိုကြီးရက်ပြည့်မှလာ ငွေလွှဲလို့ရပါတယ်ကိုကနိုဝင်ဘာ9ရက်နေ့ဝင်ခဲ့ညီကိုဆိုရင်ဒီဇင်ဘာ9ရက်နေ့မှာငွေလွှဲလို့ရပါเนาะရက်30အပြည့်ကျွန်တော်မမ channel ထဲမှာထားပေးမှာပါဟောရက်30အပြည့်အထိရောထားပေးမယ်ရက်30ကျော်လို့မှငွေမလွှဲတော့ဘူးမမလည်းဆက်မဝင်တော့ဘူးဆိုတော့ကျွန်တော်မမတွေကထုတ်ခွင့်ပြုပါခင်ဗျာအော်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးအဆုံးအထိကြည့်ကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညဉ့်ဉန်လေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ